မတ်လ28ရက်နေ့နေ့ကင်းတနာ ਈ အင်ဟားပြင်းငလင်းလှောက်ခတ်မှုကြောင့်စကိုင်းတရာဟောင်းကျွေမန္တလေး၌နေအိမ်များပြိုကြခဲ့နောက်ဆုံးရအခြေအနေများဟဲ့ရိုက်ရောပါဘယ်တော့မှတော့တော့ပါအခုလည်းလည်းလောက်သွားပါပြီစူပါဂျာမီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မတ်လ28ရက်နေ့မွန်လွဲတနာရီဝင်းကျင်ကမှာဆိုလို့ရှိရင်တော့မြန်မာနိုင်ငံတပြည်လုံးမှာအင်အားပြင်းငလင်းလှုပ်ခတ်သွားခဲ့မှုကြောင့်မလို့ရန်ကုန်မန္တလေးရှမ်းရှိနဲ့ရှမ်းတောင် နပတနေရာဒေသတဝမ်းမှာထိခိုက်ပျက်စီးမှုတွေနဲ့လူနေအိမ်နဲ့ဟိုတယ်များအပြင်တံတားများပျက်စီးပြိုကျခဲ့ကြောင်းကိုလည်းသိရှိရပါတယ်။မတ်လ28ရက်နေ့မွန်းလွဲပိုင်းမှာအလွန်တိတာပြီးတော့အင်အားမကနီကျု7.7ပြင်းအားရှိငလင်တစ်ခုကလှုပ်ခတ်သွားခဲ့ကြောင်းကိုကနေဦးသတင်းများအရသိရှိရတယ်လို့ရန်ကုန်နေပြီးတော့ပခိုးအရာဝတီတိုင်းမှာအ धिक အနေနဲ့ငလင်လှုပ်ခတ်မှုတွေဖြစ်ခဲ့ကြောင်းနဲ့အဆိုပါဒေတာတဝဲမှာရှိတဲ့အများပြည်သူများအနေနဲ့အခုလိုမျိုးငလင်လှုပ်ခတ်မှုကိုတိတိတသာခန့်စားခဲ့ရကြောင်းနဲ့ ယနေ့မွန်းလယ်၁၂နာရီ၅၂မိနစ်မှမွန်းလယ်၁၂နာရီ၅၅မိနစ်အချိန်ထိ၃မိနစ်ခန့်ကြာလှုပ်သွားခဲ့ခြင်းဖြစ်ပြီးတော့ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မြို့နယ်အလုံးမှာလည်းငလင်တန်ကိုတိတိတသာခန်းစားခဲ့ရပြီးတော့မန္တလေးပခုတ်ကူရင်းမာပေမြဝတီမော်လမြိုင်ကြိုက်မြောမြောင်းမြစတဲ့မြို့နယ်များမှာလည်းတိတိတသာခန်းစားခဲ့ရပြီးတော့ပျက်စီးဆုံးရှုံးမှုများစွာရှိကြောင်းကိုလည်းကနေဦးသတင်းများအရသိရှိရပါတယ်။ဒါပြင်မြန်မာနိုင်ငံတခုထဲမှာ အဆိုပါငလင်ကလောက်ခတ်ခဲ့တာမဟုတ်ဘဲနဲ့ထိုင်းနဲ့မြန်မာမှာအပြင်းထန်လောက်ခတ်ခဲ့ကြောင်းကိုလည်းသိရှိရပြီးတော့ထိုင်းနဲ့မြန်မာတကြောမှာ Richterski 7.7ပြင်းအားအတိအသင့်နဲ့လောက်ခတ်ခဲ့ကြောင်းသိရပြီးတော့ထိုင်းနိုင်ငံမှာလည်းပျက်စီးဆုံးရှုံးမှုများစွာနဲ့နေအိမ်အဆောက်အဦတွေနဲ့အဆောက်အုံများစွာပျက်စီးခဲ့ကြလို့လူတွေပြေးဆင်းခဲ့ကြတဲ့အထီကိုတော့မှဖြစ်ခဲ့တယ်ဆိုပြီးတော့လည်းသိရှိရတာပါ။ မြန်မာနိုင်ငံအတွင်းမှာဆိုလို့ရှိရင်နော်ငလင်ကပြင်းလဲပြင်းနေအချိန်ကြာလဲလှုပ်တယ်လူကိုခါရမ်းနေတာပဲဆိုပြီးတော့လဲရန်ကုန်မှာဒေသခံတဦးရဲ့ပြောဆိုမှုတွေအရလဲသိရှိရတယ်လို့အခုလိုမျိုးငလင်ကပြင်းထန်စွာနဲ့လှုပ်ခတ်ခဲ့မှုကြောင့်စကိုင်းမြို့နဲ့မန္တလေးမြို့ကိုဆက်သွယ်ထားတဲ့စကိုင်းတရားဟောင်းအနေနဲ့ယနေ့မလ28ရက်နေ့မြန်မာစံတော်ချိန်တနာရီခန့်ကလှုပ်ရှားသွားတဲ့ငလင်ကြောင့်ကျိုးကျပျက်စီးသွားကြောင်းသတင်းရရှိခဲ့တယ်လို့ဟဲ့ရိုက်ကျော်ပါပြီ စကိုင်းတရားနှစ်ခုရှိသည့်အနက်စကိုင်းမြို့နှင့်အင်းဝမြို့ဟောင်းတို့ကိုဆက်သွယ်ပေးထားတဲ့အင်းဝတရားကျိုးကျပျက်စီးသွားခြင်းဖြစ်ကြောင်းကိုလည်းသိရှိရပါသည်စကိုင်းတရားဟောင်းကျိုးသွားပြီးငလင်ကလည်းကျန်းနေကိုလည်းဒေတော့မလို့မနေပြေကြရပါသည်အခုဒီရင်နေတလက်လက်နဲ့အကြောက်လို့ဒေတော့မယ်ဆိုပြီးတော့လေဒေတာကန်တဦးအနေနဲ့လူမှုကွန်ရက်ဆိုရှယ်မီဒီယာထပ်ပေါ်မှာရုပ်တံဖိုင်နဲ့တကွမျှဝေထားမှုတွေလည်းရှိနေတယ်လို့စကိုင်းတရားဟောင်းသို့မဟုတ်အင်းဝတရားလို့ခေါ်တဲ့ တရားဟာကျိုးကျပျက်စီးသွားခဲ့တာဖြစ်ပြီးတော့အဆိုပါတရားအနေနဲ့ဗြိတိရှားတို့1934ခုနှစ်တည်းကတည်ဆောက်ခဲ့တာဖြစ်သလိုပျက်စီးသွားတာကလည်း1954ခုနှစ်မှာပြန်လည်တည်ဆောက်ထားတဲ့တရားဖြစ်ကြောင်းနဲ့မန္တလေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးတို့နှစ်ခုအကြားမှာတည်ရှိတာဖြစ်သလိုစကိုင်းမြို့နဲ့အင်းဝမြို့ဟောင်းတို့ကိုဆက်သွယ်ပေးထားတဲ့တရားဖြစ်ကြောင်းလည်းသိရှိရပြီးဒုတိယကမ္ဘာစစ်အတွင်းမှာဂျပန်အဝင်အင်္ဂလိပ်အပြေးဗြိတိရှားတပ်များကတရားကြီးကိုဖောက်ခွဲပျက်စီးခဲ့တာဖြစ်ကြောင်း မြန်မာပြည်လွတ်လပ်ရေးရပြီး1954ခုနှစ်မှာတရားကိုပြန်လည်တည်ဆောက်ခဲ့တာဖြစ်ကြောင်းကိုလည်းသိရှိရတာပါ1990ခုနှစ်မတိုင်မီအထိတခုတည်းသောအေယာဝတီမြစ်ကူးတံတားကြီးဖြစ်ခဲ့တယ်လို့1992ခုနှစ်ကစပြီးတော့15တန်အောက်ကားများသာဖြတ်တန်းသွားလာခွင့်ပြုထားတဲ့တံတားတစ်ခု ဖြစ်ကြောင်းကိုလည်းသိရှိရပါသည်။ဒါ့အပြင်မန္တလေးချမ်းအေးတာဆန်အနီးမှာငလင်အနေနဲ့ Richardski 6.92အင်အားပြင်းအထိလှုပ်ခတ်သွားတယ်ဆိုပြီးတော့လေကနေဦးသတင်းများရသိရှိရလို့နေအဆအူးများလည်းပြိုကျပျက်စီးခဲ့ကြောင်းသိရှိနေရပြီးတော့အခုချိန်မှာဆိုလို့ရှိရင်တော့လူမှုကွန်ရက်ဆိုရှယ်မီဒီယာထပ်ပေါ်မှာပျက်စီးမှုတွေကိုဓာတ်ပုံဗီဒီယိုဖိုင်တွေနဲ့တကွပေါ်ပြမှုတွေကလည်းအတီးတီးရှိလို့လာနေတာလေဖြစ်ပါတယ် လက်တော်ချင်းနေသည့်တရှိထားရသမျှပျက်စီးမှုအခြေအနေတွေအရဆိုလို့ရှိရင်တော့မြန်မာနိုင်ငံတဝင်းမှာထိခိုက်ပျက်စီးမှုတွေအနေနဲ့အတော်လေးကိုများပြားနေကြောင်းသိရှိရပြီးတော့မန္တလေးတိုင်းမှာနေအိမ်တွေပြိုကျပျက်စီးမှုတွေအပြင်ဟိုတယ်အဆောက်အဦကြီးများစွာပြိုကျပျက်စီးမှုတွေလည်းများစွာရှိနေကြောင်းနဲ့ကြောက်စဲငလေးမှာလည်းနှစ်ကြိမ်ဆက်တိုက်လှုပ်သွားခဲ့ကြောင်းနဲ့ကိုပိုင်ကျောင်းနေနဲ့အစ္စလမ်ဘာသာဝင်ဝိပုယဗလီတွေအဆောက်အဦတွေများစွာပြိုကျပြီးတော့ပိတ်မိနေကြောင်းကိုလည်းသိရှိရပါတယ်အခုလိုမျိုးငလင်တန်းကြောင့်မို့လို့တာငူဒေတာမှာလည်း တန်ကိုတက္ကသိုလ်အနေနဲ့ယိုယွင်းပျက်စီးမှုတွေနဲ့ပြိုကျမှုတွေဖြစ်ပွားခဲ့ကြောင်းသိရှိရပြီးတော့ရှမ်းပြည်နယ်နဲ့မန္တလေးတိုင်းပြည်နယ်မှာတော့ပြိုကျပျက်စီးမှုတွေအများအများရှိနေကြောင်းအခုလက်တလော28ရက်နေ့ငလင်လောက်ခတ်ခဲ့ပြီးနှစ်နာရီဝန်းကျင်သတင်းများအရသိရှိရတာလည်းဖြစ်တာကြောင့်အခုသတင်းကြောင်ကိုကျွန်တော်စူပါဂျောမီဒီယာပရိသတ်ကြီးတို့လည်းအမြန်ဆုံးသိရှိနိုင်ပြီးတော့လူမှုကူညီကယ်ဆယ်ရေးအသင်းများလည်းသိရှိနိုင်စေရန်လုံကတင်ဆက်ပေးလိုက်ခြင်းဖြစ်ပြီးတော့ငလင်ကြောင့်မို့လို့ပျက်စီးဆုံးရှုံးမှုတွေနဲ့အတူ ခက်မှန်ရရှိလာခဲ့တဲ့သတင်းကြော်တွေကိုလည်းဆက်လက်တင်ဆက်ပေးသွားအောင်မှာဖြစ်တာကြောင့်မို့လို့နောက်ထပ်သတင်းကြော်တွေကိုထပ်မံစောင့်ကြည့်ပေးကြဖို့အတွက်ကိုလည်းတောင်းဆိုလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးကြတဲ့ဒုတိယ channel ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းကြော်တစ်ခုနဲ့တကွပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတို့